ဟုတ်ကောရှင်းနေလားရှင်းနေလေထိတာလားထိတာလားအေးထိတာလေလာသွားတဲ့အောင်ဒီဘုရားမြတ်စွာဘုရားတာဝန်သားနတ်ပြည်မှာဝါရင်း၃လတရားဟောပြီးလူပြည်ကိုပြန်ကြွလာတဲ့နေ့အဖြစ်ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြတဲ့သတင်းကြွလာပြီးနေညမှာမြမပြည်အလဲပိုင်းအညာဒေသကရွာတရွာကိုစစ်တပ်ကဘုံကျဲခဲ့တာကြောင့်အ ਨੇ ဆုံးလူ၂၀ကျော်အစုလိုက်အပြုံလိုက်တည်ဆုံးပြီးဒဏ်ရာရသူအများပြားရှိတယ်လို့အဲ့ဒီဖြစ်စဉ်မှာကုညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတွေစီကနေသိရပါဗျာ။အာ ကုန်ပါပြီကွာအော်တိုဘားလာ6ရက်နေ့သတင်းကျွလာပြီနေ့ည9နာရီကျော်အချိန်မှာစကိုင်းတိုင်းမုံရွာနဲ့ချောင်းဦးနယ်အဆက်က6ဦးမြို့နယ်ဘုံတို့ရွာမှာသတင်းကျွမိထုံးပွဲလူစီကားနေချိန်အင်ဂျင်တက်လီဒီပါရာမော်တာနဲ့စစ်တပ်ကဘုံကျဲခဲ့တာပါတော်လိုင်းအကောင်နဲ့ဘုံတို့ရွာမှာမိထုံးပွဲနဲ့တူစစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့မိထုံးပွဲတပိတ်ပြုလုပ်နေချိန်မှာဘုံနှလုံးကျဲချခဲ့တာကြောင့်တည်ဆုံးသူတွေထဲကလေးငယ်တွေနဲ့အရက်သားတွေအပါအဝင်တပိတ်ကော်မတီဝင်တွေလည်းပါဝင်တယ်လို့သိရပါဗျာ ဘုံသီးတွေဟာစီမီထွန်းပူဇော်ပွဲနဲ့တပိတ်ပြုတ်လုံနေတဲ့လူအုပ်ထဲကိုကြားရောက်ပောက်ခွဲခဲ့တာကြောင့်နေရာမှာရင်အစုလိုက်ပြုံလိုက်တိုက်ဆုံတရားရခဲ့သူတွေများပြားခဲ့တာပါစီမီပူဇော်ပွဲကိုဘုံတို့ရွာအပါဝင်အနီးနားကျေးရွာကပြည်သူတွေစုပေါင်းပြုလုပ်တာဖြစ်ပြီးတိုက်ဆုံသူတွေဟာဘုံတို့ရွာအပါဝင်အနီးနားကျေးရွာကပြည်သူတွေလည်းပါဝင်တယ်လို့ကနဦးသိရပါတယ်တို့မြင်ကြတော့ဆိုရင်တော့အဲဒီမုံတပုံတွေဝင်ကြတာကကလေးတငယ်တွေပါတယ်ဗျ။ဟိုပါဆုံးတဲ့ချိန်မှာလည်းကလေးတငယ်အလောင်းတွေကျွန်တော်တို့တွေ့ရပေါ့နော်။အချို့ကြတော့ကျွန်တော်တို့ကတသားကြီးရှိသွားတဲ့အခါကျတော့ဘလူဘဝရဲ့ကလေးဟိုပါဆိုတာကိုတောင်းမှကျွန်တော်တို့ အတိမပြူနိုင်လို့ပြရတာကြီးကမင်းချောင်းနဲ့ပေါ့ဖတ်ချလေလေးတွေနှစ်ယောက်သုံးလောက်ပါတယ်အဲ့တဲ့နည်းနည်းကြီးတဲ့90နဲ့ဝန်းကျင်လေးတွေလည်းပါတယ်34နဲ့လေးတွေဝန်းကျင်တွေလည်းပါတယ်ပေါ့ဗျာတိဆုံးသူအများစုဟာခန္ဓာကိုယ်အပိုင်းအစတွေရှာမရတော့အောင်ဒီဘုံတံပြင်းထန်တာကြောင့်ဘသူဘဲဝါတော့မခွဲခြားနိုင်သေးဘူးလို့ကုညီဆောင်ရဲ့ပေးနေသူတွေကပြောပါတယ် ထိခိုက်တိုက်ဆုံးခဲ့တဲ့သူတွေထဲမှာကလေးငယ်တွေအများပြားပါဝင်ပြီးတိုက်ဆုံးထိခိုက်ဒဏ်ရာသူတွေဟာဥကောင်ပြက်ခြေပြက်လက်ပြက်စတဲ့ကိုခန္ဓာအပိုင်ပိုင်ပြက်တောက်ပြီးအနီးနားဝန်းကျင်ကိုလွင့်ဆင်ထွက်ကုန်တယ်လို့သိရပါတယ်ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာအပြင်းထန်ဒဏ်ရာရခဲ့တဲ့သူတွေလည်းအများပြားရှိတာကြောင့်တိုက်ဆုံးသူထပ်မံတိုးလာနိုင်ပြီးလက်ရှိမှာဆိုရင်ကုသရေးအတွက်အခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်ဒါအပြင်အခုတည်ဆုံသွားတဲ့သူတွေထဲမှာမုံရွာအမြင်လန်းတပိတ်ဥဆောင်ကော်မတီအဖွဲ့ဝင်လူငယ်၃ဦးထက်မနည်းတည်ဆုံခဲ့တယ်လို့လည်းသိရပါဗျ။ ပထမအကြိမ်ဘုံကျဲတိုက်ခတ်မှုအပြီးမြေပြင်မှာကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေနဲ့လူနာတွေကိုစေဝါကူတာဖို့ရွှေ့ပြောင်းနေစင်မှာပဲစစ်ကောင်စီဟာပါရာမိုတာနဲ့နောက်တစ်ကြိမ်လိုက်လံပစ်ခတ်ခဲ့တယ်လို့လက်နက်ကြီးတွေနဲ့ပါဇက်တိုက်ပစ်ခတ်ခဲ့တယ်လို့လည်းကုညီဆောင်ရွက်ပေးနေသူတွေကပြောပါဗျာ။ညာလူကူကျဲတော့တချို့ညနာပေါင်းစီးကုန်လို့အဲ့ဒီဟာတော်တော်များတယ်ဗျာ။ ဟိုဒီရေလုတ်တယ်ဆိုတော့လည်းနောက်တစ်ခါပြီးပြီးကျွန်တော်တို့ဒီပယ်ဆယ်ရေးဘာတွေရောဒီမှာတချို့လူနာတွေဘာတွေရောခိုင်းမိတဲ့ဟာတွေကျွန်တော်တို့ဟိုတော်တော်များပြုစုလို့ပြီးကန်နေပြီဆိုမှခါနောက်တစ်ရက်လာချတာတရင်ကျူလာပြင်းနေတရက်ထဲမှာချောင်းဦးနဲ့မုံရွာနဲ့အဆက်ကစီမီထွန်းပူဇော်ပွဲနဲ့စစ်အာဏာရှင်ဆန့်ကျင်တပေးပြုလုပ်နေချိန်မှာစစ်ကောင်စီကဘုံကျဲတိုက်ခတ်မှုပြုလုပ်နေချိန်မှာမုံရွာမြို့ပေါ်မှာတော့စစ်ကောင်စီကဥဆောင်ပြီးပျော်ပွဲရှင်ပွဲတွေကျင်းပကမီးရှူမီးပန်းတွေပစ်ဖောက်နေခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့နေထူးနေမြတ်ဖြစ်ဗုဒ္ဓမြတ်စွာဘုရားကိုစီမီးနဲ့ပူဇော်ကြတဲ့သတင်းကျွတ်လာပြီးနေမှာအညာကဘုံတို့ရွာအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းကတန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့နမ်မရူမြို့နယ်တီဘောမြို့တို့ကိုဂျက်တိုက်လေယာဉ်တွေနဲ့အော်တိုဘာ6ရက်နေ့မနက်ပိုင်းမှာဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။